မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဒီဇင်ဘာလ17ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ ပထမဆုံးတင်ဆက်ပေးရမယ်စခန်းသိမ့်တိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်မှာနှစ်လကျော်ကြာအောင်တိုက်ခိုက်သိမ့်ပိုက်ခဲ့ရတဲ့မောင်တော်နာခခငါစခန်းသိမ့်တိုက်ပွဲမှာစစ်ကောင်စီဘက်ကရာပေါင်းများစွာသောစစ်သားများဟာအလံဖြူထောက်လက်နက်ချအလင်းဝင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မောင်တော်မြို့မှာနောက်ဆုံးလက်ကျန်စခန်းတစ်ခုဖြစ်တဲ့အမှန်ငါနေကြားဆောင်ရဲတပ်ဖွဲ့ကွဲနာခခငါစခန်းကိုဒီသမလား၈ရက်နေ့မနက်9:30မိနစ်အချိန်မှာအရခတက်တော် AA ကအပိတတက်ခိုက်ချိန်မုံနိုင်ခဲ့တယ်လို့သိရပါတယ်နာခခငါစခန်းဟာမောင်တော်မြို့ရဲ့မြို့တကြီးရပ်ကွက်မှာတည်ရှိပြီးတော့စစ်အင်အား ား900ကျော်စခန်းချတပ်ဆွဲထားတဲ့စခန်းကြီးတစ်ခုဖြစ်တယ်လို့သိရပါတယ်စခန်းရဲ့ပတ်ပတ်လည်းမှာလဲတန်ဆူးကျိုးနှစ်ထပ်နဲ့ကာယံထားပြီးတော့တစ်ခုနဲ့တစ်ခုကြားထဲမှာတက်ကွင်းများကိုကောင်းမွန်စွာပြင်ဆင်ထားတယ်လို့သိရပါတယ်။တချို့နေရာများမှာပေ20ခန့်ကျဲတဲ့ရေမြောင်းများကိုဖောက်လုပ်ထားပြီးတော့စူးကျုံများကိုထောင်ထားတယ်လို့သိရပါတယ်။ လေးဘက်လေးတံမှာလဲအခိုင်မာတိဆောက်ထားတယ်ဘန်ကာအခု20ကျော်ဘန်ကာအသေး overhead စုစုပေါင်း100ကျော်ရှိကစခန်းအတွင်းထဲမှာလဲခိုင်ခန့်ထူထပ်တဲ့အဆအူ30ကျော်လဲပါဝင်တယ်လို့သိရပါတယ်အေးအေးကနခခငါစခန်းကိုလွန်ခဲ့တဲ့2လလောက်ကတည်းကဝိုင်းရပိတ်ဆို့ထားကအော်တိုဘားလ14ရက်နေ့မှာစတင်ပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်ထိုးစစ်ရပ်ပေါင်း55ရက်ခန့်ကြာမြင့်ခဲ့တယ်လို့သိရပါတယ်ယာနဲ့ချီတဲ့လက်နက်ကိုင်တပ်ဖွဲ့ဝင်များကို စစ်တုံးဘန်းများအဖြစ်နဲ့ဖမ်းဆီးရမိခဲ့ပြီးတော့လက်နက်ခဲယမ်းများနဲ့စစ်သုံးဆောင်ပစ္စည်းများကိုလည်းသိမ်းဆည်းရရှိခဲ့ကြောင်းတတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်စခန်းတိုက်တိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်မောင်တော်မြို့နယ်အမှတ်၅၅စစ်စီရေးကိုကဲမှုဌာနချုပ်ကတပ်မမှုဘုံမှုချုပ်သူရိန်ထွန်းအပါအဝင်အရာရှိများစစ်သားများလက်အောက်ခံမွတ်စလင်လက်နက်ကိုင်းများကိုစစ်တုံးပန်းအဖြစ်နဲ့ဖမ်းဆီးရရှိထားပြီးတော့လက်နက်ခဲယမ်းအမျိုးအများကိုလည်း အေအေဘက်ကတိမ့်ပိုက်ရရှိသွားပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရခိုင်ပြည်နယ်မောင်တော်မြို့ဆောင်တပ်နခခ9ကိုအသေးအတန်ခုခံနေတဲ့စခခ15ကိုကရေမှုဘုံမှုချုပ်သူရိန်ထွန်းကိုအရခတပ်တော်အေအေကဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗါးဘုံမှုချုပ်သူရိန်ထွန်းဟာမောင်တော်မြို့ကိုမကြစေရေးအတွက်ဘူးတိတောင်မောင်တော်ဒေသကမွတ်စလင်များကိုစီယုံပြီးတော့လက်နက်တပ်ဆင်ပေးခြင်းတင်တန်းပေးခြင်းအပါအဝင်လူမျိုးရေးပြိပခများအားဖန်ပြီးကအရခတပ်တော်အေအေကိုတိုက်ခတ်ရမှာဥဆောင်ခဲ့တယ်သူဖြစ်တယ်လို့သိရပါဗါးအမတ်15စစ်စေရေးကိုကဲမှုဌာနချုပ်စခခ15စခခမှု ဗိုလ်မှူးချုပ်တူရိန်ထွန်းကိုကိုရေးအရာရှိဗိုလ်ကြီးဝေလင်းအောင်အပါအဝင်အရာရှိအကြက်စစ်တီအမြောက်အများနဲ့ RSO ARA အာဆာအဖွဲ့ဝင်များစစ်ကောင်စီကတင်းတန်းပေးထားတဲ့မော်ဆလင်လက်နက်ကိုင်တပ်ဖွဲ့ဝင်များကိုစစ်တုံးမှန်းများအဖြစ်နဲ့ဖမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်။မောင်တော်မျိုးမှာနောက်ဆုံးလက်ကျန်စခန်းတစ်ခုဖြစ်တဲ့အမှန်ငါးနယ်ကြားဆောင်ရဲတပ်ဖွဲ့ကွဲနခခငါးစခန်းကိုဒီသမားလာရှိရနေမနက်9:30မိနစ်အချိန်မှာအရခတက်တော် AA ကအပိသက်ချိန်မုံတိုက်ခိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။မောင်တော်ဒေတာတစ်ခုလုံးကိုအလုံးစုံထိမ့်ချုပ်နိုင်ခဲ့ပြီးဖြစ်ပြီးတော့နခခငါးတဲ့ကထွက်ပြေးလွတ်မြောက်နေတဲ့ ်စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ရှိနေတဲ့အတွက်ကြောင့်၎င်းတို့ကိုလိုက်လံရှာဖွေရှင်းလင်းလျက်ရှိတယ်လို့သိရပါဗျာ။ငါခခငါစခန်းဟာ မောင်တော်မျိုးရဲ့မျိုးတကြီးရက်ကွက်မှာတည်ရှိပြီးတော့စီရင်အား900ကျော်စခန်းချတပ်ဆွဲထားတဲ့စခန်းကြီးတစ်ခုဖြစ်တယ်လို့သိရပါတယ်။စခန်းသိမ်းတိုက်ပွဲအတွင်းမှာစစ်ကောင်စီထောင်ထားတဲ့ M14 မိုင်းပေါင်း1000ကျော်ဂန်ကိုရှင်းလင်းရရှိခဲ့တယ်လို့သိရပါတယ်။အရခမိုင်းရှင်းလင်းရေးစစ်တီတော်တို့ချို့လဲအတက်တဲ့ကိုခန္ဓာတွေဆွတ်လွတ်ပေးဆက်ခဲ့ရတယ်လို့သိရပါတယ်။နခခ9စခန်းကိုလွန်ခဲ့တဲ့နှစ်လလောက်ကတည်းကဝိုင်းရပိတ်ဆို့ထားကထိုးစစ်ရပ်ပေါင်း55ရက်ခန့်ကြာမြင့်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီထိုးစစ်အတွင်းမှာအလောင်းများဟာစရင်အရာ စစ်သားအလောင်းစုစုပေါင်း450အထက်ထိဆုံးနိုင်ခဲ့ပြီးတော့လက်နက်ခဲယမ်းများနဲ့စစ်အုံဆောင်ပစ္စည်းများကိုလည်းသိမ်းဆည်းရမိခဲ့ကြောင်းတရေရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ AWR တိုင်းပသိမ်မျိုးအမှတ်6စစ်အခြေခံလေ့ကျင့်ရေးတပ်ကစစ်မှုထမ်းအပတ်စဉ်5တင်နန်းစင်းတပ်သားတဲ့များကိုရှမ်းပြည်နယ်ကိုပို့ဆောင်တဲ့အချိန်မှာမိုင်းဆွဲတိုက်ခိုက်ခံရပြီးတော့တပ်သားတဲ့ရှေ့ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီဇင်ဘာလ9ရက်နေ့မှာပသိမ်မျိုးအမှတ်6စစ်အခြေခံလေ့ကျင့်ရေးတပ်ရွှေမြင့်တင်ကဗိုလ်ကြီးကျော်ငွေနဲ့ဗိုလ်ကြီးဇော်ဇော်တို့ဦးစီးပြီးတော့တင် जा နေတယ်စစ်မှုထမ်းအပတ်စဉ်5က တင်တန်းစင်းတက်သားတဲ့များကိုရှမ်းပြည်နယ်ကိုပို့ဆောင်တဲ့အချိန်မှာလမ်းမှာမိုင်းဆွဲခံရပြီးတော့ရှစ်ဦးသေဆုံးသွားတယ်လို့သိရပါဗျ။တေဆုံးသူစစ်မှုထမ်းတက်သားတဲ့ရှစ်ဦးဟာကံကြီးတော်မြို့နယ်ကစစ်မှုထမ်းတက်သားတဲ့၃ဦး၊မြောင်းမြမြို့နယ်က၁ဦး၊ဝါခဲမမြို့နယ်က၂ဦး၊ရေကြီးမြို့နယ်က၂ဦးလို့ဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီအပတ်စဉ်ကတင်တန်းစင်းတက်သားတဲ့များကို နိုဗ ెంబ ာလ29ရက်နေ့နဲ့30ရက်နေ့တို့မှာခမရ104ကြိုက်မရောခမရ208မော်လမြိုင်ခမရ999ကရတူရီရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့ကိုအင်အားများခွဲပြီးတော့ပို့ဆောင်ခဲ့ပြီးတပ်သားတဲ့များကိုမိခင်တိုက်ရင်အဖြစ်နဲ့ခံယူစေကာရှေ့တန်းကိုပို့ဆောင်ပြီးတော့ကျန်တဲ့အင်အားတွေကိုတော့တိုက်ရင်မှာကင်းဆောင်ခိုင်းထားတယ်လို့သိရပါတယ်။တေဆုံးသူရှေ့ဦးထဲမှာစစ်မှုတန်းတပ်သားတဲ့အဖြစ်နဲ့စုဆောင်းခံရသူနဲ့အခချင်းဝင်တဲ့လူသားထုတ်ခံရတဲ့သူတွေပါပါတယ်။ ချမ်းပြည်နယ်လမ်းမိုက်တစ်ခုမှာမိုင်းဆွဲခံရတာလို့သိရတယ်။ခုနှစ်ရက်နေ့ကမိုင်းဆွဲခံရတာပါလို့ပသိမ်သတင်းအထူးတပ်ဖွဲ့ကတာဝန်ရှိသူတို့ကသတင်းပေးဖို့ပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမြင်းကြံခရိုင်တောင်တာမြို့နယ်မှာစစ်ကောင်စီတပ်ကလေကြောင်းကနေတိုက်ခိုက်ခဲ့တဲ့အတော့အမျိုးသမီးတအုပ်တေဆုံးပြီးဒေသခံပြည်သူ၅ဦးဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီဇင်ဘာလ10ရက်နေ့ညနေ9:00ခန်းကမြင်းကြံခရိုင်တောင်တာမြို့နယ်မုံတောင်ကင်းချေးရွာကိုစစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ Jet Fighter နဲ့လေကြောင်းကနေတိုက်ခတ်ခဲ့တယ်လို့သိရပါတယ်တိုက်ပွဲမရှိဘဲနဲ့ဘုံကျဲချသွားတာပါအဲ့ဒီရွာကကာဝဲရဲဘော်တွေအခြေပြုတဲ့ရွာလည်းမဟုတ်ဘူးလို့တောင်တာမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့တာဝန်ရှိသူတို့ကပြောပါတယ်လေကြောင်းကနေတိုက်ခတ်မှုကြောင့်အသက်50ကျော်အရွယ်အမျိုးသမီးတဦးသေဆုံးပြီး9ဦးဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံများကပြောပါတယ်အမျိုးသမီး2ဦးအမျိုးသား2ဦးနဲ့ကလေးတဦးထိခိုက်ဒဏ်ရာရသွားတယ်ပြည်သူတွေကတော့ရွာကနေရှောင်နေရတယ်ထိခိုက်တဲ့အထဲမှာကိုဝင်တဲ့အမျိုးသမီးတယောက်လည်းပါတယ်လို့တောင်လာနယ်အခြေစိုက်တော်လိုင်းရဲဘော်တို့ကပြောပါတယ်ဒါအပြင် င်ကြေးပါမှာရှိတဲ့ပြည်သူများဟာလည်းထမှန်ပြီးတော့လေချောင်းကနေတိုက်ခိုက်ခဲရမှာကိုစိုးရိမ်ပြီးတော့ဘေးလွတ်ရာကိုတိမ်းရှောင်နေကြရတယ်လို့သိရပါတယ်။ဒါအပြင်စိတ်နဲ့နှွားတွေကိုလည်းထိခိုက်သေးဆုံးပြီးတော့နေအိမ်ဆယ်လုံးလည်းထိခိုက်ပျက်စီးသွားကြောင်းဒေသခံများကပြောပါတယ်။စစ်ကောင်စီတပ်ဟာမြင်းကြံခရိုင်အတွင်းမှာတိုက်ပွဲဖြစ်ွားခြင်းမရှိဘဲနဲ့လေချောင်းကနေတိုက်ခိုက်မှုများဇက်တိုက်ပြုလုပ်နေပြီးတော့အခုဒီဇင်ဘာလပထမပတ်အတွင်းမှာနထိုးကြီးမြို့နယ်ကဒေသခံပြည်သူ၁၁ဦးငန်းဆောင်မြို့နယ်ကတော်လိုင်းရဲဘော်၂ဦးတို့တေဆုံးခဲ့သေးကြောင်းသိရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းအရအကြမ်းဖက်စစ်ကောင်စီက တပ်သားတဲ့စုဆောင်းထားတဲ့သူတွေကိုလက်ရဲဆက်ရဲဖြစ်အောင်လို့ရွာတွေကိုမိရှို့ခိုင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။သခိုင်းတိုင်းရွှေဘုံမြို့နယ်အနောက်ချမ်းမှာစေကောင်စီအုပ်စုကတပ်သားတဲ့ဖြစ်နေစုဆောင်းထားတဲ့သူတွေကိုအုံပြုပြီးတော့အုတ်ရှိကန်ရွာဟောင်းတပြေးသားရွာနဲ့မြတ်ရွာတွေကိုနှိမ့်ရဆက်တိုက်စစ်တောင်းထိုးပြီးတော့မိရှို့သွားတယ်လို့ဒေသခံသတင်းရင်းမြစ်တချို့ကပြောပါရတယ်။အဲ့ဒီရွာတွေကိုဒီဇမလ၈ရက်နဲ့9ရက်နှိမ့်ရဆက်တိုက်စစ်တောင်းထိုးပြီးတော့မိရှို့သွားတာဖြစ်တယ်လို့ဆိုပါတယ်။လေ့ကျင့်ပေးတဲ့ပုံစံအတိုင်းမိရှို့ခိုင်းတာလို့ကျွန်တော်တို့တော့ယူဆတယ်ဗျ။လုံရဲကန်ရဲလက်ရဲဆက်ရဲဖြစ်အောင်လေ့ကျင့်နေ တဲ့သဘောဖြစ်တယ်လို့ကျွန်တော်တို့တော့ယူဆထားတယ်လို့ဒေသခံတော်လိုင်းအင်အားစုဖြစ်တယ်အာလာဝကပြည်သူ့ကာကွယ်ရေးအဖွဲ့ကတာဝန်ရှိသူကိုအာလာဝကကြီးကပြောပါတယ်စစ်ကောင်စီအုပ်စုရဲ့လေ့ကျင့်စေခိုင်းထားတဲ့စစ်တပ်နန်းစင်တပ်သားတက်တွေရဲ့မိရှုခံရတဲ့ခြေရွာတွေဟာရွှေဘုံမြို့အနောက်ချမ်းဇီးကုန်းနဲ့မြင်းချမ်းစတဲ့ပြူစောတိအထိုင်စခန်းတွေနားမှာရှိတဲ့ရွာတွေဖြစ်တယ်လို့သိရပါတယ်စစ်ကောင်စီအုပ်စုဟာနေအိမ်တွေကိုမိရှုယုံသားမကတပြေသာမြိုက်နယ် အုတ်ရှိကံရွာဟောင်းကပြည်သူတွေရဲ့ပစ္စည်းတွေကိုလည်းကားနဲ့တဲပြီးတော့ရွှေဘုံမျိုးကိုပြန်ဝင်သွားတယ်လို့သိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းကလေးဝမြို့နယ်ရှိုင်းအင်းကြီးပါကိုစစ်ကောင်စီအုပ်စုတွေကဒီသမားရကိုရဲနေမှာလက်နက်ချင်းနဲ့ပြစ်ခတ်တပ်ဖြတ်လို့အသက်မပြည့်သေးတဲ့ကလေးငယ်တအူပွဲချင်းပြီးတေဆုံးကနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကလေးဝမြို့ပေါ်ကစစ်ကောင်စီအုပ်စုဟာမြို့နယ်နှမိုင်ကန်အကွာအဝေးမှာတရှိတဲ့ရှိုင်းအင်းကြီးရွာကိုလက်နက်ချင်းနဲ့ရန်တမ်းပြီးတော့ပြစ်ခတ်ခဲ့တာကြောင့်နေအိမ်တစ်လုံးအတွင်းကိုကြောက်ရောက်ပောက်ကွဲခဲ့တယ်လို့သိရပါတယ်။အသက်၈နှစ်အရွယ်မတ်တန်နာဖြိုးကတော့လေဘင်းနဲ့ခြေထောက်ကိုမှန်ပြီးပွဲချင်းပြီးတေတာအသက်၁၇နှစ်အရွယ်မတ်တွယ်တာငိမ့်ကတော့ ော့ညာဘက်လက်ပြင်ဒဏ်ရာရတာအသက်32နှစ်အရွယ်မပူတူးကတော့ပေါင်ကိုမှန်တာဒဏ်ရာတွေကတော့စိုးရင်ရတယ်လို့ ကလေးဝပြည်သူ့ကာကွယ်တပ်ဖွဲ့ကလေးဝ People Defense Organization တာဝန်ခံကပြောဆိုထားပါတယ်လက်နက်ကြီးထိမှန်တေဆုံးသူနဲ့ဒဏ်ရာရတဲ့သူတွေဟာမိသားစုဝင်တွေဖြစ်တယ်လို့သူကပြောပါတယ်စစ်ကောင်စီအုပ်စုဟာဒီဇင်ဘာလ2ရက်ကလည်းကလေးဝမြို့နယ်ချင်းရွင်းမြက်ဘေးမှာရှိတဲ့မထူကြီးနဲ့မထူလေးကျေးရွာကို drone နဲ့ဘုံတိချတိုက်ခိုက်ခဲ့တာကြောင့်လဲထုံနေတဲ့အမျိုးသား3ဦးတေဆုံးပြီးကလေးငယ်အပါအဝင်ဒေသခံ9ဦးဒဏ်ရာရရှိခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ